တဲ့နေနဲ့စာတင်ကြောတစ်ခုရဲ့တက်စင်ကန်တဲ့ကိုရောက်နေလို့တွေးကြည့်လိုက်ပါအဲဒီချိန်မှာတက်စင်ကန်ရဲ့တကားကတဖြည်းဖြည်းချင်းပွင့်လာခဲ့ပြီးတော့အတကားရဲ့အပေါ်အဝါကနေခေါင်းစုပ်ပါတဲ့အနီရဝိယောရှိကြီးကိုဝှစ်ဆင်ထားတဲ့တစုံတယောက်ကအသင့်ကိုဒီတန်းစင်ကန်39အနီရယူမလားဒါမှမဟုတ်အပြာရယူမလားဆိုပြီးတော့မေးလာတဲ့အခါမျိုးနဲ့ကြုံခဲ့မှာဆိုရင်တဲ့နေနဲ့ဘဲရောင်ကိုရွေးချယ်ပါလိမ့် အားလုံးမင်္ဂလာပါကေဝတာတိမကနေတင်နေကြိုတိုက်ပါတယ်ကျောင်းကဇာမကြီးပါအာကျော်တေးတီဗီမှာတော့ကျောင်း YouTube comment တခုကဒီအာကမန်တိုကျောင်းပြောပြပါဆိုတော့လမ်းမထားတွေ့လို့ကျောင်းတေးတီဗီကိုလုပ်လိုက်ကြည့်သင်ပါတယ်အန်တီတီဗီထဲမှာတော့ဒီအာကမန်တိုလို့ခေါ်တဲ့ဂျပန်နိုင်ငံရဲ့တရေပုံမြင်တွေကဒီ horror guide တခုကျောင်းကိုပြောပြသွားမယ်ပြည်ရင်းမစခင်မှာတော့ထုတ်တဲ့တိုင်းပဲကျောင်းကေဝတာတိမ YouTube channel လေးကို subscribe လုပ်လို့ဆိုရင် subscribe လုပ်ပေးကြပါဒီနေ့နိုဒီပါခေါင်းတော်လေးကိုလည်းနှိပ်ပေးကြပါအန်ပြီးတော့ထုတ်စားတိုင်းပဲတင်နေတဲ့တီဗီလေးကိုကြည့်ကြည့်နေဆိုရှင်တော့ VPN လေးခံပြီးတော့ခြေပြေးခြေပြေးကုညီပေးကြဖို့လည်းတောက်ဆွေးကြပါနဲ့ စရရအောင်ပါအာဂါမန်တိုဆိုတာကဂျပန်နိုင်ငံရဲ့တည်ရဲပုံမြင်တွေကအရန်ကိုနာမည်ကြီးတဲ့ဟော်ရာကာရက်တာတစ်ခုဖြစ်ပါတယ်အဲဒါကြောင့်လဲသူနဲ့ပတ်သက်တဲ့မတူကွဲပြားတဲ့ပုံမြင်တွေတန်နိုင်တွေကဂျပန်နိုင်ငံမှာအများကြီးရှိပါတယ်။သူ့ရဲ့ပုံပန်းတဲ့ကခေါင်းစွတ်ပါတဲ့အနီယဝိယုံရှိကြီးကိုဝစ်စင်ထားလေးရှိပြီးတော့ဂျပန်ရိုးရာမျက်နှာဖုံးတစ်ခုကိုလည်းတတ်ထားလေးရှိပါတယ်။ အထူးသဖြင့်တော့စာတင်ကျောင်းရဲ့တန့်စင်ခန်းဒီမှာအဓိက6လမ်းတက်ပါတယ်။တန့်စင်ခန်းတော့မှာဒေါဆုံးမှရှိတဲ့တန့်စင်ခန်းကိုပဲ6လမ်းလာဖြစ်ပါတယ်။ဒါဘယ်လိုမျိုး6လမ်းလာလဲဆိုရင်တန့်စင်ခန်းတစ်ခါကိုဖွင့်ပြီးတော့အထဲမှာရှိနေတဲ့သူကိုဒီတန့်စင်ခန်းသုံးဆက်ကိုအနည်းအောင်ယူမလားဒါမှမဟုတ်အပြရအောင်ယူမလားဆိုပြီးတော့မေးပြီးတော့6လမ်းမှာဖြစ်ပါတယ်။ဒီလိုမျိုး6လမ်းခန်းရမယ်ဆိုရင်6လမ်းခန်းတဲ့သူကရွေးချယ်စရာရှိရလို့ထင်ရပေမဲ့တကယ်တော့မရှိပါဘူး။ဒီလိုအခြေအနေမှာဘဲရောင်ကိုပဲရွေးရွေးဒီကောင်းတဲ့ရာဆိုတာကဖြစ်လာဖို့မရှိတော့ပါဘူး။ အနီအောင်ယူလိုက်မှဆိုရင်တော့အာကာမန်တို့ကဒီအရန်ကိုကြောက်စရာကောင်းတဲ့နီးနဲ့ရဲရဲဆက်ဆက်တက်ပြစ်မှဖြစ်ပါတယ်။အတကယ်လို့များအပြရောင်ကိုယူမယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်တစ်ခုလုံးပြန်နှမ်းသွားတဲ့ထီအောင်ဒီခန္ဓာကိုယ်ထဲမှာရှိနေတဲ့သွေးတွေအားလုံးကိုအာကာမန်တို့ကစောက်ဥသွားမှဖြစ်ပါတယ်။အနီအောင်လည်းမယူဘူး။အပြရောင်လည်းမယူဘူးလို့ပြောလိုက်မှဆိုရင်တော့အာကာမန်တို့ကအရန်ကိုဒေါသထွက်သွားမှဖြစ်ပြီးငရဲပြည်ကြီးဆွဲခေါ်သွားမှဖြစ်ပါတယ်။ဒါမှမဟုတ်မင်းရဘသူလဲဆိုပြီးပြန်မေးမှဆိုရင်တော့အာကာမန်တို့ကသူ့ရဲ့မျက်နှာဖုံးကိုချွတ်ပြမှဖြစ်ပါတယ်။ အမြင်တော့အောက်မှာတော့ဘာမှမရှိတဲ့မျက်နှာကြီးကိုမြင်တွေ့ရမှာပဲအဲသူတို့မြင်တွေ့ရမှာဆိုလို့ရှင်တော့ဒီမြင်တွေ့ရတဲ့သူတွေကဒီယူသွားတာဒါမှမဟုတ်အရမ်းလန့်ပြီးတော့အဲ့နေရာမှာနေတေဆုံးသွားတာချစ်နိုင်ပါလေတကယ်လို့အာကမန်တိုကိုလစ်လို့ရှုပြီးဘာမှမပြောဘဲညိန်တက်နေမှာဆိုရင်တော့အချိန်ကရက်တက်နေမှာဖြစ်ပြီးခန္ဓာကိုယ်တစ်ခုလုံးကလည်းလှုပ်မရအောင်တောင့်တင်းနေမှာပါဒီလိုမျိုးကြောက်စရာကောင်းတဲ့ခြေနေကနေလွတ်မြောက်အောင်ဖြည့်ရှင်းတဲ့နီလန်ပုံကုရှိပါလေပထမတစ်ခုကတော့ရိုးရှင်းပါလေအာဒီတက်စင်ကန်အသုံးပြုတဲ့အခါမျိုးမှာဒေါင်းစုံမှရှိတဲ့တက်စင်ကန်ကိုလုံးဝအသုံးမပြုဖို့ပါ ဗာရက်ဆိုတော့ဒီအာကာမန်တိုကဂျော်ရှီယာပြောခဲ့သလိုပဲဒီတပ်စင်ကန်းတွေကို6လက်နဲ့အခါမှာသူကဒီတောင်စုံးမှာရှိတဲ့တပ်စင်ကန်းကိုပဲအဓိက6လက်တိုက်ခတ်တယ်လို့ဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့သူမေးတဲ့မေးခွန်းကိုပဲထပ်ထပ်လဲလဲပြန်မေးခိုင်းတာမျိုးပါ။အဲဘယ်လိုမျိုးလဲဆိုရင်ဥပမာအပြင်ဒီမကြားရဘူးနောက်တစ်ခေါက်ပြန်ပြောပါ။အာဘာပြောရလဲနားမလဲဘူး။ငါစားပြင်ဒီလိုမေးခွန်းနေနဲ့ထပ်ထပ်လဲလဲသူ့ကိုပြန်မေးခိုင်းတာမျိုးဖြစ်ပါတယ်။ဒီလိုမျိုးထပ်ထပ်လဲလဲမေးခိုင်းနေမှာဆိုရင်အာကာမန်တိုကစက်မမီးတော့ပဲပျောက်ကွယ်သွားတတ်တယ်လို့ပြောကြပါတယ်။ နောက်ဆုံးတစ်ခုကတော့မရှိတဲ့အရာကိုရွေးချယ်ရမှာဖြစ်ပါတယ်။အာဘယ်လိုလဲဆိုရင်ဥပမာအဖြစ်အဲဒီအမီနဲ့ပြာမဟုတ်ဘဲနဲ့အဖြူတို့အဝါအမဲစသဖြင့်ဒီလိုမျိုးသူ့မှာမရှိတဲ့အရာကိုရွေးချယ်ရမှာဖြစ်ပါတယ်။ဒါဒီလိုမျိုးရွေးချယ်လိုက်မှဆိုရင်အာကာမန်တို့ကအပြောက်ွယ်သွားတတ်တယ်လို့ပြောကြပါတယ်။အာကာမန်တို့နဲ့ပတ်သက်ပြီးသတိထားရတဲ့ချက်ကဒီအာကာမန်တို့ကဂျပန်နိုင်ငံရဲ့တရေပုံမြင်တွေတဲကဒီဟော်ရာကိုက်တာတစ်ခုဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့ရိုးရတရေထဏာတွေတဲကယူကိုက်တစ်မျိုးတော့မဟုတ်ပါဘူး။ ပြီးခဲ့တာက1930နောက်ကလေးကဂျပန်နိုင်ငံရဲ့စာနယ်ဇင်းတွေကနေစတဲ့ပေါ်ပေါ်လာတာဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကဂျပန်နိုင်ငံရဲ့စာနယ်ဇင်းတွေထဲမှာဒီဂျပန်နိုင်ငံကခလိငယ်တွေအနေနဲ့တပ်စင်ကနေကိုအသုံးပြုတဲ့အခါအသက်သက်ရှင်ရှင်အသုံးပြုတဲ့ဖို့နဲ့တယောက်တည်းအနေရှိတဲ့နေရာတွေကိုမတွားဖို့အဲ့လိုမျိုးအနေရှိတဲ့နေရာတွေမှာမနေဖို့အတွက်သင်ငန်းစာသဘောမျိုးပုံမြင်တဲ့ပုံအနေနဲ့ဒီအာကာမန်တိုရဲ့ဇလန်းတွေကိုဖန်တီးပြီးတော့ဒီစာရင်ဇင်းတွေထဲမှာထည့်သွင်းဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ အရိယဆာလိုယနေ့ချိန်ထိကိုဒီအာကာမန်တိုကဂျပန်နိုင်ငံမှာရန်ကုန်နာမည်ကြီးတဲ့ဟော်ရာကိုက်တာတစ်ခုဖြစ်လာခဲ့တာဖြစ်ပါတယ်။ဒီအာကာမန်တိုနဲ့ပတ်သက်လို့ TV series တွေ၊အယုရှင်တွေ၊အန်နမဲတွေ၊အနောက်ပြီးတော့ဂိမ်းတွေ၊ဝတ္ထုတွေအစသဖြင့်ဂျပန်နိုင်ငံမှာအများကြီးရှိပါတယ်။နောက်ဆုံးအနေနဲ့ပြောရမစင်တော့ဒီအာကာမန်တိုဆိုတာကအပြင်လောကမှာတကယ်မရှိတဲ့ဂျပန်နိုင်ငံကဟော်ရာကိုက်တာတစ်ခုဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ကျွန်ခုပြောပေးခဲ့တာကတော့အာကာမန်တိုလို့ခေါ်တဲ့ဂျပန်နိုင်ငံကဒီဟော်ရာကိုက်တာတစ်ခုရဲ့အကြောင်းပဲဖြစ်ပါတယ်။ အဒီကြောင့်လည်းပတ်သက်ပြီးပြည်သူတို့ထင်မြင်ချက်ကိုလည်းအောက်ကကွန်မန်မှာဝင်ရောက်ရေးသားတော်ရရပါတယ်။အနောက်ထပ်ဗီဒီယိုစီရင်အကြောင်းအရနဲ့သိချင်ရောရှုပ်ရှင်လည်းအောက်ကကွန်မန်မှာဝင်ရောက်ရေးသားတော်ရရပါတယ်။တော်တော်နိုင်တော့ reset လုပ်ပြီးတော့ဗီဒီယိုဖြစ်အောင်ဖန်တီးပြီးတော့ဗီဒီယိုဆုံးကြည့်လို့ကျေးဇူးပါတယ်။ like subscribe လေးနဲ့နှိပ်တော့မြောက်နဲ့နောက်ဆက်တော့ကြောက်ကြောက်လေးချက်ဆက်ကြောက်ကြောက်နဲ့တူတင်လာခဲ့ပါဦးမယ်။ Bye bye.